တပါဆန်အစီအစဉ်ကကြိုဆိုပါရယ်ဒီအစီအစဉ်အားဆိုလို့ရှိရင်စာပေဂီတာပတိကာတုံအမှုပညာနဲ့ပဲကျမ်းမာရေးနဲ့ပဲလူမှုရေးနဲ့ပဲအစားရှိတဲ့နေပဲအသီးသီးကထင်ရှားကြော်ကြတဲ့သူတွေနဲ့တွေ့ဆုံပြီးသူတို့ဖြတ်တန်းခဲ့ရတဲ့ဘဝအတွေ့အကြုံတွေသူတို့ရဲ့လက်တလုံးလှုပ်ရှားမှုတွေပရိသတ်ကြီးရဲ့အတွက်ဘဟုတုတဖြစ်ဖွယ်ရာတွေကိုအပတ်စဉ်တင်ဆက်ပေးသွားမှာပါ ကဘာမြေမှာခိုလုံရာခေါ်ဆိုခဲ့အိရန်ရွေလေထဲဝါစွာဆင်းဆွေနေအိကျူထျံတွေကာယံကတဏီမိုးအိနှလုံးသားတွေနှွေးထွေးရင်ဒါဟာလဲအိမ်ဆွေတခြင်းလေးကိုပြိတက်ကြီးတွေရင်းနှီးပြီးတော့ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ရမရယုံကြည်ပါတယ်ဒီတခြင်းလေးဟာဆိုလို့ရှိရင်ကဘာပေါ်မှာရှိတဲ့လူသားတိုင်းအလုံးရဲ့အိမ်ဆိုတဲ့အတိတ်ဘယ်ကိုပြည့်ပြည့်ဝဝနဲ့ပုံဖော်ထားတဲ့တေးတခြင်းကောင်းလေးတစ်ပုဒ်ပါ ဒီလိုမျိုးပဲအတိတ်ပဲရှိတဲ့တေးသချင်းပေါင်းများစွာကိုရေးဆက်တီကုန်းတဲ့အပြင်မြမဂီတာကိုကမ္ဘာဂီတာနဲ့ပေါက်ဆက်ဖန်တီးလေးရှိတဲ့ Academy Dia Mo နဲ့ဒီတစ်ပတ်အမိသက်ပါဆန်အစီအစဉ်မှာတွဲဆုံတင်ဆက်သွားမှာပါဆရာမင်္ဂလာပါရှင်ဟုတ်ကဲ့ပါဒီဥဆုံးအနေနဲ့ပေါ့နော်ဒီဆရာရဲ့အမြင်ရင်းရဲ့နောက်ပြီးတော့ဆရာကလည်းရှိလှုပ်ဆောင်နေတဲ့အကြောင်းအရာလေးတွေကိုပရိသတ်ကိုဆရာမိတ်ဆက်ပေးပါအောင်ရှင်အာနမဲအရင်ကတော့မောင်မောင်စောထက်ပါဒီအမှုပညာနဲ့ပတ်သက်ပြီးတော့ဂီတနဲ့ပတ်သက်ပြီးတော့ကျွန်တော် ဟိုရှင်းတန်းနေတာပါနောက်ပြီးတော့ကျွန်တော်ဒီဟိုအလုံးနဲ့ပတ်သက်လို့ရှင်တော့ကျွန်တော်ကဒီအမျိုးသားယဉ်ကျေးမှုနဲ့အမှုပညာတက္ကသိုလ်ရန်ကုန်မှာပမောက္ခရာလူနဲ့ဟိုဂီတဌာနမှုအနေနဲ့ကျွန်တော်လုပ်နေပါတယ်ဟုတ်ကဲ့ပါဆရာဒီအနုပညာနဲ့ပတ်သက်လို့ရှင်ပေါ့နော်ဆရာဒီဂီတဘက်ပိုင်းကိုလှုပ်ဆောင်နေလို့ညီမတို့သိရတယ်လေအဲ့တော့ဆရာလှုပ်ဆောင်တဲ့ဂီတနဲ့ပတ်သက်တယ်ပေါ့နော်ဂီတပုံစံလေးတွေရောဘာလေးဖြစ်မလဲရှင်ပြောပြပေးပါလားဂီတကိုကျွန်တော်တို့ကကျွန်တော်အနေနဲ့ကတော့ creation ပေါ့နော် မျက်စိကိုဖန်တီးရတာကိုငငယ်လေးဟိုဝါသနာပါတယ်အထူးပြည်ဒီတန်စင်းတွေကိုဖန်တီးရတာဝါသနာပါတာပေါ့နော်အဲ့လိုဖန်တီးတဲ့နေရာမှာလဲဒီ current ဖြစ်နေတဲ့ဂီတပုံစံပေါ့ဒီ pop ဂီတတွေပါတယ် rock ဂီတတွေပါဒါကျွန်တော်ငငယ်လေးကကြိုက်တဲ့ဂီတပေါ့နောက်ပြီးတော့ရိုးရာဂီတအကြောင်းသိတဲ့အချိန်မှာရိုးရာဂီတကိုကြိုက်တယ်နောက် classical ရောဂီတကိုသင်တဲ့အခါမှာ classical ဂီတကိုကြိုက်တယ်အခုချိန်ထိကိုပိုင်ဖန်တီးမှုအနေနဲ့တော့အဲ့ဒီဂီတတွေကိုဒီဟိုဘယ်ရီယာမရှိဘဲနဲ့ပေါ့နော်ဟိုသူတို့ပေါင်းဆက်ပြီးတော့ဖန်တီးတာပေါ့ဟုတ် ုတ်ကဲ့ပါဆရာဒါဆိုလို့ရှိရင်ဒီအခုလက်ရှိမှာပေါ့နော်ဆရာဘလို့အမှုပညာလုပ်ငန်းမျိုးတွေလှုပ်ဆောင်နေလဲရှင်လက်ရှိဟိုပါဒီတက္ကသိုလ်မှာတော့သင်ကြားရေးပေါ့နော်ကလေးတွေကိုပြန်ပြီးတော့ကိုယ့်ရဲ့အတွေ့အကြုံပူးစုတာနဲ့ပညာရည်တွေကိုသင်ကြားပေးတယ်နောက်ထပ်တစ်ခုကတော့ဒီထိန်းသိမ်းတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီမြမဂီတတွေအဖိုးတန်တဲ့မြမဒီကန်နဝင်ဂီတတွေပေါ့နော်မဟာဂီတလို့ခေါ်တာပေါ့မဟာဂီတတွေရိုးရာတွေဒါတွေကို audio quality ကောင်းကောင်းနဲ့ဒီဂျပန်နိုင်ငံကမိတ်ဆွေတွေနဲ့ပေါင်းပြီးတော့အဲ့ဒါကိုတခြင်းအပုတ်တရားပေါ့နော် ဲ့ဒါဟိုဟိုထိမ့်သိမ့်တဲ့ကန္နအနေနဲ့ဖန်ဟိုဟိုဒီစီစဉ်လာတယ်ပေါ့နော်အဲ့ဒီခွေတွေလည်းမကြခင်ထွက်လာတော့မှာပါနောက်ပြီးအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြမအယိုရဂီတာတွေကိုထိမ့်သိမ့်တဲ့ကန္နကိုဆက်ပြီးမြင့်တယ်မယ်နောက်တစ်ပိုင်းကျတော့ဒီမီဒီယာတွေနဲ့ပေါင်းပြီးတော့ဒီအနုပညာဂီတာနဲ့ပတ်သက်တဲ့ education ပေါ့နော် music education ကန္နကမြန်မာနိုင်ငံမှာအရင်အားနည်းနေခဲ့သေးတယ်လေအခုချိန်ဒီလည်းအားနည်းချက်တွေအများကြီးရှိနေသေးတယ်အဲ့ဒါကိုစပြီးတော့ နည်းနည်းဖွံ့ဖြိုးလာအောင်လူတွေဒီတဲ့ဒီတဲ့ပို့ပြီးတော့ဂီတအကြောင်းတွေပို့ပြီးတည်လာအောင်အဲ့ဒါတွေဖန်တီးနေတယ်နောက်ထပ်ကိုပိုင်အမှုပညာအနေနဲ့ကတော့နံပါတ်၄အခွေပေါ့နော်မြေအိုကြီးဆိုတဲ့ဒီ old river ဆိုတဲ့အခွေကလည်းအလုံးအခုပြီးနေပြီပေါ့ဟုတ်ဟုတ်ကဲ့ပါဆရာကိုကတော့အခုချိန်မှာတော့ဒီဂီတနဲ့ပတ်သက်တဲ့ဟာမျိုးပေါ့နော်ကိုလုံးနယ်တလောက်ကြဲကြဲပြန်လှုပ်ဆောင်နေပြီပေါ့ဆရာအဲ့တော့ယမင်းသိကျင်တာဒီဂီတကိုပေါ့နော်ဆရာဘယ်ချိန်လောက်ကစပြီးတော့ဝါသနာပါခဲ့တာလဲတကယ်လှုပ်ဖြစ်ခဲ့တာရောဘယ်ချိန်လောက်ကဖြစ်မလဲရှင့် ဂီတဝါဒနာပါတာတော့ငငယ်လေးဟိုအင်းကအကိုကြီးတွေကဂီတကိုဝါဒနာပါတယ်သူတို့တွေကအိမ်မှာတီးနေစုံနေကြတာပေါ့နော်မွေးလာတဲ့အချိန်မှာအငယ်ဆုံးအငယ်ဆုံးညီဖြစ်တယ်ပေါ့နော်မိမိဘတွေကတော့မျိုးရိုးမရှိဘူးဒါပေမဲ့အကိုကြီးကနေစပြီးတော့သူကဟိုကျန်တဲ့ညီအကိုတွေအမတွေကစာဒီဂီတကိုအနုပညာဝါဒနာပါကြတယ်အဲအငယ်ဆုံးဆိုတော့နံပါတ်9ရောက်မြောက်ဆိုတော့စပြီးမွေးလာတယ်ဟိုအိမ်မှာဂီတအတန်တွေကကြားနေရပြီပေါ့နော် နော်ဧည့်သည်တွေပါလာရင်တချင်းဆိုပြရတာတော့ကိုကြီးတို့ကတချင်းရေးတဲ့ခါကျတော့လေအဲ့လိုမျိုးနေနီးစက်တယ်တကယ်တကယ်ဂီတဆိုပြီးတော့တေဇာတက်တက်ဝင်လှုပ်ဖြစ်တာကတော့ဒီကိုရန်ဆယ်တန်းလောက်မှာတီဝိုင်းစပြီးထောင်ပြတယ်ပေါ့နော်အဲ့လည်းအကိုကြီးတွေရဲ့အကူအညီနဲ့ပါပဲအဲ့တီဝိုင်းထောင်ပြပြီးတော့နောက်ဒီယဉ်ကျေးမှုတက္ကသိုလ်ဖွင့်တဲ့အခါကျတော့ဂီတပညာဌာနပါတယ်ပါတော့ရန်ကုန်မှာလည်းဖွင့်တယ်ရန်ကုန်မှာလည်းနေကျင်တယ်ဂီတပညာလည်းသင်ကျင်တယ်အဲ့ခါကျတော့ဒီတက္ကသိုလ်ရောက်လာရောက်လာပြီးမှဒီဘက် professor ဘက်ကိုပို့ပြီးရောက်လာတာ ဟုတ်ကဲ့ပါဆရာဒီတော့ဒီဂီတကိုစလို့တုံးအောင်ကိုယ့်စီမှာအခက်ခဲတွေဆိုတာရှိမှာပဲလေအဘလို့အခက်ခဲတွေဆရာကြုံခဲ့ရလဲပေါ့နော်ပြီးတော့ဒီအခက်ခဲတွေရောဆရာဘလို့စိတ်သက်ခွန်အားနဲ့ကြော်ဖြတ်ခဲ့လဲရှင်အဓိကကတော့အခက်ခဲဟာဟိုပါအဆက်အသွယ်ပေါ့နော်အဆက်အသွယ်မရှိဘူးနေဘက်ကလာတယ်ကိုယ့်ကိုဒီလိုပဲတက်လာတော့ပေါ့နော်ကိုယ့်ကိုဝါသနာပါလို့လို့ဒါပေမဲ့အမှုပညာလောကဆိုတာဒီလိုအခြေဆက်နဲ့အဆက်အသွယ်နဲ့အဲ့ဒါမျိုးတွေကလို့တယ်နောက်တစ်ချက်နံပါတ်1ကငွေပေါ့နော်ငွေကလည်းမရှိဘူးမရှိပေမဲ့လေဟိုအခက်ခဲဆိုတာကတော့အများကြီးကြုံခဲ့တယ်ဒါပေမဲ့ငငယ်တဲ့ဟိုက ခံယူရတဲ့ခံယူချက်တစ်ခုကတော့ကိုမကြုံနိုင်တဲ့အခါကျတော့မှအခက်ခဲလို့ပြောမယ်ပေါ့နော်ကိုကြုံနိုင်တဲ့ဟာမှန်တယ်မြောက်အခက်ခဲလို့မပြောဘူးပေါ့ဆိုပြီးတော့အဲ့ဒါနဲ့မကြုံနိုင်တာဘာမှမရှိရလေအောင်ဘလို့ပြဿနာဖြစ်နေပြီဘယ်နေရာမှာရပ်နေပြီအဲ့ဒါကိုဘလို့ကြော်ပြီးသွားမယ်ကိုကြုံနိုင်တဲ့ဟာမှန်တယ်မြောက်ကအခက်ခဲမဟုတ်ဘူးအခက်ခဲလို့မယူဆဘူးဆိုတော့စိတ်ဓာတ်မျိုးထားတာပေါ့နော်အဲ့ဒါကြောင့်မလို့လေအခုချိန်ထိဆက်ပြီးတော့ရှောက်လာနေတာပေါ့ ဟုတ်ကဲ့ပါဆရာဒီဒီတစ်ခေါက်တော့ဗောနော်ရင်မင်းတို့အနုပညာနာမည်လေးကြောင်းသွားလိုက်မယ်ဆရာဒီဒီယာမိုးဆိုရဲ့အထိပယ်လေးဗောနော်ဒါဆရာရဲ့နာမည်ရင်းမဟုတ်ကလောင်မြီဗောအဲ့ဒါကိုဒီနာမည်လေးကိုဘလို့အထိပယ်မျိုးနဲ့ဆရာပေးခဲ့တာလဲဗောနော်ပြီးတော့ဘလို့ဘလို့ခံယူချက်မျိုးနဲ့ဆရာဒီနာမည်နဲ့အနုပညာလုပ်တွေလုပ်ဖြစ်ခဲ့နေရလဲရှင့်အနုပညာကိုလုပ်မယ်ဆိုမောင်မောင်ဆိုထက်ဆိုတဲ့နာမည်ကတော့နည်းနည်းလေးရိုးတယ်ဗောနော်အဲဒီနာမည်နဲ့အနုပညာလောကရဲသွားလို့ရှင်တိတ်ပြီးတော့ထူးခြားမှုမရှိဘူးအဲ့တော့အနုပညာနာမည်ကိုရွေးတယ်သူများတွေလိုပါပဲထုံးစံအတိုင်းပေါ့နော် အရွေးတဲ့ခါကျကိုကိုတိုင်လည်းရွေးတယ်တခြားနာမည်တွေရွေးတာရှိတယ်။နောက်အကိုကြီးနဲ့အဖေနဲ့ကနာမည်တခုသူတို့ရွေးပေးတယ်။အဲ့ဒါအခုနာမည်ပဲဒီယာမိုဇဲနာမည်သူတို့ကပါဠိစာအုပ်တွေမှာဒီဖျားဟောဟိုမဟောဒရာဇတ်တွေမှာဆိုတော့တွေ့တယ်။ပြီးတော့ဒီယာဆိုတာမြင့်မြန်သောပညာရှိသောသူမိုးကကြတော့မြင့်မွားမိုးယူထားတယ်။အတိတ်ပဲကိုကြည့်လို့ရှိရင်တော့မြင့်မြန်သောပညာရှိသောပညာမြင့်သောပေါ့နော်။ဘုန်းကြီးကပြောမှာဟိုမြန်မာလိုအလွယ်တကူပြောမှာဆိုလို့ရှိရင်တော့မောင်ပညာမြင့်ပေါ့ဆိုတဲ့အတိတ်ပဲပေါ့တယ်။အဲ့တော့ကိုကိုရန်ကလည်းဒီ ဒီတက်ကတော့တက်ပြီး final year လောက်ရောက်လာတဲ့အချိန်မှာပညာနဲ့ပတ်သက်ပြီးဂီတပညာနဲ့ပတ်သက်ပြီးတော့အရန်ကိုအာရုံစိုက်တယ်။မြန်မာပြည်မှာကြီးလိုက်တဲ့ခါကျတော့လေဒီဂီတပညာနဲ့ပတ်သက်ပြီးဒီ scholar type ပေါ့နော်အဲ့လိုမျိုးကသေစာသူတေသနာလုပ်တဲ့တကယ်ပညာရှင် type ဆိုတာနည်းနည်းရှားရှားသေးတယ်လေ။အဲ့တော့ဒီတက်ကတော့ဖွင့်တဲ့ရည်ရွယ်ချက်ကလည်းဒီလိုလူတွေမွေးထုတ်ခြင်းနဲ့လို့ပဲဆိုအားလုံးက unique ဖြစ်သွားတယ်။အတွေးတွေကအဲ့အချိန်မှာ unique ဖြစ်သွားတယ်။အဲ့တော့ကိုကိုတိုင်ကပညာနဲ့ပတ်သက်ပြီးဒီဇိုင်းမှမှထပ်ရှားမယ်လိုအပ်တာနိုင်ငံခြားမှာလည်း ပညာလုံးတွေထွက်ပြီးတော့ရအောင်သင်မယ်ပေါ့နော်အဲ့လိုမျိုးပညာကိုတက်တဲဝင်လုံးမယ်ဆိုစိတ်နဲ့ဒီအနုပညာလောကတွေဝင်မယ်ပြီးလို့ရှင်ဒီနာမည်ကလည်းအဲ့ဒီအတိတ်ပဲပေါ်တဲ့အတွက်အဲ့ဒီနာမည်ကိုကြိုက်ပြီးတော့သုံးမြင်လိုက်တော့ဟုတ်ကဲ့ပါဆရာဒီလက်ရှိအချိန်အထိဆိုရင်ပေါ့နော်ဆရာရေးဆက်ထားတဲ့တစ်ချိန်မှောင်းကိုဘယ်လောက်လောက်ရှိပြီလဲရှင်တော်တော်များနေပြီဟိုအချင်းနေပေါ်မူတည်ပြီးတော့ရေးရေးတဲ့သချင်းတွေကိုကိုကိုယ်တိုင်ကြိုက်ပြီးသေချာထိန်းသိမ်းတဲ့သချင်းတွေကပေါင်းမှဆန်တော့အပုတ် တရာကြောကြော150လောက်တော့ရှိနေပြီထင်တယ်ဟုတ်ဟုတ်ကဲ့ဆရာတချင်းတွေကတော့အများကြီးပေါ့နော်ရမေခုနရွတ်သွားခဲ့တဲ့ဒီအိမ်ဆိုရဲတချင်းဆိုလို့ရှိရင်လည်းဒါပြိသက်တွေကြားထဲမှာအရန်ဟိုရေပန်းလဲစားတယ်ကြိုက်တဲ့လူလည်းများရပေါ့နော်ဆရာအထိပယ်လည်းပြေးသွားတယ်ပေါ့ဒါဆိုလို့ရှိရင်လည်းဒီတချင်းဆိုလို့ရှိရင်လည်းဆရာတို့အမှတ်တရဖြစ်မယ်လို့ရမင်းထင်ပါတယ်ဆရာအဲ့လိုမျိုးပေါ့နော်ခုနဆရာရေးခဲ့တဲ့တချင်းတွေအများကြီးတွေကနေပြီးတော့ပေါ့ကိုယ့်အတွက်အမှတ်တရဖြစ်တာမျိုးပေါ့နော်ကိုယ့်အတွက်အဲ့လိုအမြဲတမ်းတတိယနေဆရာမျိုးပေါ့အဲ့လိုတချင်းမျိုးရောရှိသေးလားဆရာ အဲ့ဒါကတော့ကိုကိုရိုင်ဖန်တီးတဲ့တခြင်းတွေတော်တော်များများကတော့ကိုယ့်အကိုကြိုက်တယ်ကိုယ့်ကိုကတော့အားလုံးကိုတန်ဖိုးအတူပဲကိုကထားတယ်ပေါ့နော်ဒါပေမဲ့တခုရှိတာခုနအိမ်ဆိုတဲ့တခြင်းကဒီအမတ်တရားတွေအမတ်တရားစရာအကောင်းဆုံးဆိုပြီးတော့လည်းပြောလို့ရတဲ့တခြင်းပေါ့ဘာလို့လဲဆိုတော့အကြောင်းသားဘုရားတော်အတူတွဲတဲ့ငွေချင်းတယောက်ရှိတယ်အဲ့ငွေချင်းကသူကကြပြဆရာကြပြကြီးလည်းရေးတယ်စာရေးလည်းရေးတယ်သူ့နာမည်နေထွန်းလို့ခေါ်တယ်ကလောင်နာမည်နေထွန်းပေါ့နော်နာမည်အရင်ကနေလင်းဆုလို့ခေါ်တယ်သူကနေပြီးတော့အိမ်ဆိုတဲ့ကြပြလေးကိုသူကရေးတယ် အဲ့အိမ်စရက်ကဗျာကနွေးထွေးစွာချုံမြင်တဲ့မို့အိမ်လို့ခေါ်တဲ့ကွယ်ဆိုပြီးတော့အဲ့လိုမျိုးကဗျာလေးရေးထားတယ်။အဲ့ကဗျာကကျောင်းသားဘုရားမှာစာအုပ်တူကဗျာစာအုပ်တူထုတ်တဲ့အချိန်မှာပါခဲ့ဘူးလေကဗျာပေါ့နော်။အဲ့ဒီအိမ်တချင်းရဲ့ melody ကိုကြာတော့ကိုကရေးတယ်။ရေးတဲ့အခါမှာအဲ့ melody ကိုရတဲ့အချိန်ဟိုကျောင်းကလည်းပြီးနေပြီ။အဲ့ဒီမှာသူ့ရဲ့ကဗျာလေးကိုပြန်သတိရတယ်။အဲ့နဲ့သူ့စီဖုန်းဆက်တယ်။ အဲ့ကဗျာလေးကိုနဲ့လိုက်ဖက်မဲ့တချင်းတစ်ပုတ်ကိုရတာတယ်ရတာအဲ့တန်စင်ကိုပို့ပေးမယ်အဲ့တန်စင်တဲ့ကိုအဲ့ကဗျာတဲ့ကအကြောင်းအရာလေးကိုထည့်ပေးပါဆိုသူ့ကိုကိုညီတောင်းတယ်တော့သူကအဲ့ကဗျာတဲ့အကြောင်းအရာလေးကိုပဲဒီတချင်းနဲ့ကန့်အောင်သူကပြန်ထည့်ပေးတယ်ပြန်ထည့်ပေးပြီးအဲ့အိမ်ဆွတဲ့တချင်းတစ်ပုတ်ကဖြစ်လာတာပေါ့နော်စပြီးရေးပစ်တာကတော့1999လောက်မှာရေးပစ်တယ်ဒါပေမဲ့တကယ်တကယ်ပထမကျင်းအတန်းသွင်းတာ2000မှာသွင်းတယ်အခွင့်မထွက်ဖြစ်ဘူးပေါ့နော်ပြီးတော့ပညာတော်သင်တဲ့နိုင်ငံခြားကိုသွားတယ်အဲ့ပြန်လာပြီးတော့2008ကျတော့မှအဲ့အခွင့်ရထွက်လာတာ ဟုတ်ကဲ့ဆရာဒါလည်းအမှတ်တရပဲเนาะဆရာဟုတ်ကဲ့ဒီကိုကိုရန်ဘောเนาะဒီဂီတပညာကိုအခုဆိုလို့ရှိရင်ဆရာဝင်မျှတာလည်းလုပ်တယ်ကိုကိုရန်စီးပူတာလည်းလုပ်တယ်ဆိုတော့ဂီတအပေါ်ဘောเนาะဆရာကဘယ်လိုအထိပ္ပယ်ဖွင့်ခြင်းလဲရှင့်ဂီတဆိုတာကတော့လူတွေနဲ့ဟိုလူလူပေါင်းလောကဘောเนาะလူတွေနဲ့ဒါရဲကြနေတဲ့အမှုပညာတစ်ခုပါပဲကျွန်တော်တေချာကြီးဟိုခွဲခွဲကြကြဟိုနားလေစရာမလိုဘဲနဲ့ကိုကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့လူတွေထဲမှာဝင်နေတဲ့ ဒီသဘောတရားကတော့ဂီတရဲ့သဘောတရားပဲဒါကတော့အနုပညာဆိုတာကတော့လူတွေကိုလွှမ်းခြုံတာပါတယ်ကျွန်တော်သိစိတ်မှာကောမသိစိတ်မှာဒါအနုပညာဆိုတာအဲ့ချမ်းမှာဂီတဆိုတာအမှန်တန်လူတွေရဲ့ခံစားချက်နဲ့ပဲကိုအလွယ်တကူဝင်နိုင်တဲ့အနုပညာတစ်ခုပေါ့နော်ဘယ်သူမှမကင်းနိုင်တဲ့အနုပညာတစ်ခုနောက်ပြီးဂီတမှာအခြေခံအဖြစ် rhythm နေနဲ့ဖွဲ့စည်းထားတာပေါ့နော် rhythm နေနဲ့ဖွဲ့စည်းထားလူတွေကလည်းဒီ rhythm နေနဲ့ပဲအသက်ရှင်နေကြတယ်။မနေ့တွေညတွေပြီးရင်ဟိုအားလုံးပေါ့နော်ပြောရမှာဆိုဒီ rhythm နေနဲ့ပဲလူတွေရဲ့ဘဝတွေကသွားနေကြတာလူ society တွေလည်းအဲ့လိုပဲ။ ဆိုတော့ဒါဂီတကတော့လူတွေအတွက်အရန်ကိုဟိုဘယ်လိုပြောမလဲအရေးကြီးတဲ့ကဏ္ဍတစ်ခုပါဒါကြောင့်မလို့ music education ကိုနိုင်ငံတကာမှာဆိုကလေးတွေတဲ့ဟိုကတုံးနဲ့သားလောက်တဲ့ဟိုကဒါသင်မေးတယ်သင်မေးရရင်အကြောင်းရတော့ music ကိုနားလည်ခြင်းအပြင်ပို့ပြီး communication ပို့ပြီးတော့ respect ပေါ့နော်တန်ဖိုးထားတယ်ဒါမျိုးကဏ္ဍတွေကသူကပို့ပြီးမြင်လာတာဟိုတန်တဲ့ပူပေါင်းဆောင်ရဒီလိုတွေးခေါ်နေတဲ့ ခံစားချက်တွေကပုံမြင်လာတယ်ဒါကြောင့်မို့လို့ဂီတအရင်အရေးကြီးပါတယ်ဟုတ်ကဲ့ပါဆရာယမင်းလဲဒီစကားတစ်ခုကြားပွားရဆရာဂီတကိုချင်းမြတ်နေတဲ့လူကဘရောမမရိုင်းဆိုင်ပါဘူးဆိုတဲ့စကားလေးဆရာနော်ဟုတ်ကဲ့နောက်တစ်ခုကကြတော့ဒီယမင်းတို့မြန်မာနိုင်ငံမှာပေါ့နော်အင်ရှင်ဖြစ်တဲ့ဟိုလက်ခံကျင်းပခဲ့ရ 27C Games ပေါ့နော်အဲ့ဒီရဲ့ theme song မှာလဲဆရာဒီ music producer အနေနဲ့ပေါ့နော်ဒီမြန်မာဂီတနဲ့ဟိုအနောက်တိုင်းဂီတလို့ပြောရမလားပေါ့ဒီဂီတ notes နှစ်ခုကိုရောပြီးတော့ဆရာဒီအသွင်တစ်မျိုးနဲ့စမ်းသစ်ထားလဲတွေ့ရရနော်ဆရာအဲ့ဒီအကြောင်းလေးလဲပြပြပေးပါဦးရှင့်အဲ့ဒါကဒီ comedy ထဲမှာ ပါသွားတာပေါ့နော်တခြင်းတွေကိုရွေးချယ်ကော်မတီမှာပါတယ်ပြီးတော့ပြိုင်တဲ့တခြင်းတွေကနေပထမဆုံးရတဲ့တခြင်းတစ်ပုဒ်ပေါ့နော်အဲ့တခြင်းကတော့တေးရီကတော့လင်းထက်ရေးတာတယ်လင်းထက်ရေးတာအဲ့ဒီတခြင်းကိုနားထောင်ကြည့်လိုက်ပြီးတော့နောက်ကော်မတီကလည်းတာဝန်ပေးတယ်ဒါပေမဲ့ဒီတခြင်းကဒီယာမိုလို့လုပ်နေတဲ့ပုံစံနဲ့ kait တယ်အဲ့ဒါတော့ဒီယာမိုတာဝန်ယူပေးပါဆိုကိုမိုးနိုင်တဲ့တွက်ဖက်ပြီးတာဝန်ယူတာပေါ့နော်မြန်မာပြည်ကြောက်စင်းကိုလည်းအကူအညီတောင်းတယ်အဲပြီးတော့အဲ့ဒီပွဲမှာဖြစ်တဲ့ခံစားချက်ရဲ့အဓိကအနှစ်ချုပ်ကပါလဲဆိုတော့ ဒီ28ကြိမ်မြောက်အရှိတော်ဆရာအားကစားပြိုင်ပွဲဆိုတာမြန်မာပြည်မှာကျင်းပဝင်မရတာတော်တော်ကြာပြီအဲ့တော့အားကစားကို အခြေခံပြီးတော့เนาะအားကစားတော့အားကစားအားကစားဆိုတာလေဒါကလူတွေရဲ့အရေးအရေးသွေးစိတ်ဓာတ်ကိုမြင့်တင်တဲ့ဒီကဏ္ဍတစ်ခုပဲလေအရန်အရေးကြီးတဲ့အရန်လူတွေသူတွေရှေ့မှာသိရမလားအနိုင်ရှုံးတဲ့ဒါကိုတရားမျှတဆိုခံယူရတဲ့ပွဲတွေပေါ့เนาะဒါအားကစားကို အဲ့တော့အဲ့ဒီအားကစားကိုအခြေခံပြီးတော့မှကျွန်တော်တို့ကဒီဖွင့်ပွဲပိတ်ပွဲဆိုတဲ့ကဏ္ဍတွေပါလာတယ်။လွှန့်စော်ရေးဆိုတဲ့ကဏ္ဍတွေပါလာတယ်။နောက်တကဘာလုံးကနေကြည့်တဲ့အချိန်မှာအားကစားတစ်မျိုးလည်းမဟုတ်ပဲနဲ့ကျွန်တော်တို့ရဲ့နိုင်ငံရဲ့ဇန်နဲ့ဒီဇယက်လက္ခဏာအသွင်မြင်တွေမှာပြနေတဲ့အခြေအနေပေါ့နော်။အဲ့ဒါကိုအဲ့ဒီအခြေအနေကိုအခွင့်အကောင်းကိုအမိအယယူပြီးတော့ဒီအချိန်မှာဒီတချင်းက theme song တစ်ပုဒ်ဖြစ်လာခဲ့မှာဆိုလို့ရှိရင်ဒီတချင်းထဲမှာမြန်မာရဲ့အတန်ဆိုတာပါလေ။ကဘာရဲ့အတန်ဆိုတာပါလေ။မြန်မာလူမျိုးတယောက်ရဲ့ ဖန်တီးမှုစွမ်းရည်ကဘယ်လောက်လဲမြမဂီတရဲ့အစင်တာကဘယ်လောက်လဲဆိုပြီးတော့အဲ့လိုမျိုးရည်ရွယ်ချက်ကအဓိကပဲအဲ့ဒါကြီးအကုန်လုံးပါနေအောင်လို့ဒီဖန်တီးထားတဲ့ဆင်းတဲ့ပုံပေါ့ဟုတ်ကဲ့ပါဆရာယမင်းတတိထာမီနောက်ဆိုရင်ဆရာဒီလိုပုံစံမျိုးလေးတွေကိုဖန်တီးရများရဲ့ဆရာเนาะမြမဂီတနဲ့ဒီအနောက်တိုင်းဂီတနဲ့ဆရာရောပြီးတော့ဖန်တီးတာမျိုးပေါ့เนาะအဲ့လိုဖန်တီးဖို့ဆရာဘယ်လိုစိတ်ကူးရခဲ့လဲရှင်အဲ့ဒါကတော့ဟိုအရင်တည်းကဆရာမြို့မှကျင်းတို့ကတော့ဟိုအရင်တည်းကလုတ်ခဲ့ကြပါတယ်အနောက်တိုင်းဂီတကတော့ဘာဖြစ်လွန်ခဲ့တဲ့နှစ်တရာကျော်လောက်တည်းဟိုကဒီမြမဂီတနဲ့ပဲတော့တဖြည်းဖြည်းနဲ့ဝင်လာတဲ့ ပေါင်းစပ်နေကြတဲ့ဂီတပေါ့နော်ဒါပေမဲ့ကိုယ်အလှဲ့မှာကြတော့ဘာကိုဟိုတွားပြီးတော့တွားတွေ့လဲဆိုတော့ပထမအဆုံးတော့ထုံးစံတဲ့ pop ဂီတပေါ့နော်လူငယ်တွေကြိုက်တယ်ကြိုက်တယ်အဲ့ဂီတတွေနဲ့ပဲကြီးပြင်းလာတယ်ပြီးတော့ rock rock ဆိုတာတကယ်ပြင်းထန်တဲ့ကြိုက်တယ်ပြီးတော့ဒီရိုးရာနဲ့ classic ကိုလေ့လာတဲ့အခါမှာဒီသူတို့ကတီးစားကွဲနေပြီမဲ့လဲတကယ်ကိုချစ်စရာဒီမှာတကယ်ကိုဟိုတံမိုးထားစရာတွေအများကြီးတွေ့လာတယ်ပြီးတော့အဲ့ဒီဟာအားလုံးကိုခြားကြည့်လိုက်တဲ့အခါကျအခြေခံသဘောတရားတွေအားလုံးတူတူပဲ အခြေခံအကြောင်းချက်တွေကအတူတူပဲဒါကြောင့်မလို့ဂီတာတစ်ခုပေါင်းစည်းတဲ့နေရာမှာအတင်းကာရောမဟုတ်ဘဲနဲ့လိုအပ်လိုအပ်သလိုဘာဘယ်ဒီယံမှမထားဘဲနဲ့တချင်းရဲ့လိုအပ်ချက်အရပေါင်းစည်းလို့ရှိရင်ဒါကတူးခြားတဲ့ဂီတာပုံစံတစ်ခုဖြစ်လာတာကိုသွားတွေ့တယ်အဲ့ဒီအဆင့်ကိုရောက်လာဖို့လဲအချိန်မောများစွာ experiment ကိုလုပ်ရတာပေါ့နော်အချိန်မောများစွာတချင်းတွေကိုဖန်ပြီးခဲ့ရတယ်ဖန်ပြီးတော့နောက်ဆုံးအဲ့ဒီ unique point တစ်ခုကိုသွားတွေ့တယ်သွားတွေ့တဲ့အချိန်မှာဘာမှဒီ barrier တွေထားစရာ barrier တွေကိုဖြတ်ဖြတ်လိုက်တယ်ပေါ့နော်ဖြတ်ပြီးဒီဟာကိုဟိုဘယ်လိုပြောမလဲ အရေးသွေးတူပေါင်းတယ်လို့ပြောရမှာပေါ့နော်အတင်းကြီးကိုသူများစိတ်ဝင်စားအောင်ပေါင်းတာမျိုးမဟုတ်ဘဲနဲ့သူလည်းအရေးသွေးမကြောက်ဘူးသူလည်းအရေးသွေးမယ်အရေးသွေးတွေအားလုံးမျှပြီးတော့ဒီပေါင်းတဲ့စနစ်တစ်ခုကိုသွားတွေ့ပြီးတော့အဲ့ဒါအရန်ကြိုက်တယ်နောက်ပြီးတော့နောက်တစ်ခုကလေးလာခဲ့တဲ့သင်ယူခဲ့တဲ့ဂီတာတော်တော်များများအနောက်တိုင်းဂီတာပေါ့နော်နိုင်ငံခြားသွားရဆိုရင်လည်းအဲ့လိုပဲ classic ဂီတာကိုသင်ရတယ်ဒါပေမဲ့ဂျပန်မှာပညာရသင်သွားနေတဲ့အချိန်မှာပဲကိုယ့်ရဲ့ identity ကိုကိုကပြန်ကြည့်တာပေါ့နော်ကိုကကိုယ့်ရဲ့မှတ်ပုံတင်ကဘာလဲပေါ့ကိုယ့်ရဲ့မှတ်ပုံတင်ကတကယ်တော့မြန်မာဆိုတဲ့မှတ်ပုံတင်ကဒါကိုယ့်ရဲ့ identity ပဲ အဲ့တော့သူများဂီတကိုလေးလာပြီသူများဂီတကို support လုပ်တာထက်ကိုကိုဂီတကိုလေးလာပြီကိုဂီတကို support လုပ်မှမြင့်တယ်မှာဒါကတော့ပို့ပြီးတော့ဟိုလူသားတယောက်နေနဲ့တာဝန်ကြီးတယ်နောက်လက်ကလေးလုပ်တင်တယ်ဆိုတော့ပညာတွေပေါ့ဂျပန်မှာလည်းဒါမျိုးတွေပဲသူတို့သင်ပေးလိုက်တာပါပဲပြောရမယ်ဆိုအဲ့လိုအတွေးခေါ်မျိုးတွေကိုသင်ပေးတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ကိုပန်နီးတဲ့ဂီတတွေမှာမြမဂီတအရသာတွေအများအားဟိုတက်နိုင်တယ်လို့ပေါ့နော်သူလိုအပ်လိုအပ်တယ်လို့အတင်းကြီးလည်းမဟုတ်ဘူးအဲ့လိုမျိုးအချိုးတူပေါ့နော် unique point တစ်ခုအနေနဲ့ထည့်ဖို့စဉ်းစားမိတာပါ ဟုတ်ကဲ့ပါဆရာစိတ်ကူးလည်းကောင်းပါတယ်ရှင်เนาะရည်ရွယ်ချက်လည်းကောင်းပါတယ်နောက်တစ်ခုကကြာဒီပြီးခဲ့တဲ့2009ခုနှစ်တုန်းကပေါ့เนาะဆရာဒီဇော်ကားကနေဒီဆိုရဲကားမှာပေါ့เนาะအကောင်းဆုံးတေးဂီတာစုနဲ့ဆရာအကယ်ဒမီရခဲ့တယ်ပေါ့အဲ့ဒီတော့ကဒီရုပ်ရှင်ဇာတ်ကားမှာပေါ့เนาะဆရာကဘယ်လိုဂီတာပုံစံမျိုးတွေနဲ့ဖန်တီးခဲ့ရဲဆိုတာလည်းသိကြမှာရဲ့ဆရာဇော်ကားကနေဒီကလည်းတကယ်တကယ်တော့ဇလန်းကကိုအကြည့်တော်ရဲ့ဇလန်းပေါ့ဟိုအကိုအရင်ပေါ့เนาะသူစာအုပ်ထပ်လာတဲ့ဟိုကအဲ့ဒီဇလန်းကိုကြိုက်တယ်ပြီးတော့ theme song တွေလာအပ်တယ်လာအပ်ပြီးတော့ဒီသူက theme ကအရင်ကောင်းတယ် ဟိုပြောရမစင်တော့မြန်မာလဲဆန်တယ်ဟိုအတွေးခေါ်လေးရလဲဒီစေကုစေတန်ကောင်းတယ်ကောင်းတဲ့ခါကျတော့သူ့ရဲ့ဇလန်းကဒီဇော်ကြီးဝတ်စုံနေဆိုတော့ဒါမြမဟိုဇော်နဲ့ပတ်သက်တဲ့ဂီတာရှိပြီးသားသချင်းကလည်းရှိပြီးသားအဲ့တော့အခြေခံလိုက်တယ်အခြေခံပြီးတော့မှဒီသူ့အကျိုးရကတော့မြမဂီတာကိုအခြေခံတော့မြမလူမျိုးတွေရဲ့ဒလေးစရိုက်နဲ့အဲ့ဂီတာကိုအခြေခံတယ်ပြီးတော့မှလုံရင်လိုအပ်တယ်လို့ဒီဒါပင်ဇက်ပုတ်တီးတဲ့ခါကျလိုအပ်တဲ့ဒူရီယာတွေထည့်ရတာပေါ့နော်အဲ့လိုမျိုးပေါင်းနေတာပါပဲအဲ့မှာလည်း ဟုတ်ကဲ့ပါဆရာဒီအမှုပညာသမားတွေအတွက်ပေါ့နော်ဒီမှတ်တိုင်တစ်ခုလို့ပြောလို့ရတဲ့ဒီ Academy ဆုကိုရရှိခဲ့တဲ့ပေါ့ပေါ့နော်ဆရာရဲ့ဝန်တာပီတီစကားလေးကိုလည်းကြားချင်ပါတယ်ရှင့် Academy က nomination ပါပြီးတော့ nomination ဆိုတာကတော့ Academy စကားတွေနဲ့ပါပြီး၄ချိန်မြောက်ကြမှာဒီ Academy ဆုကိုရတယ်ပေါ့နော်ရတော့ပထမအဲ့ဒီမတိုင်ခင်၃ချိန်လောက်တော့ပို့ပြီးရင်ကုန်တယ်ပို့ပြီးရရချင်တာပေါ့နော်ပို့ပြီးတော့လည်းဟိုတံမိုးထားတယ်ပေါ့နော်အဲ့ဒီအချိန်မှာရလို့ရှင်တာအရန်ပြောင်းပါပဲဆိုတဲ့ရဖြစ်တယ်ဒါပေမဲ့နောက်ဆုံးရသွားတဲ့နေ့ကျတော့လေပထမနှစ်တွေလောက်ကတော့ ဟိုတအားကြီးရင်ခွန်တာပြင်းတယ်လို့ပြောလို့မရဘူးဒါပေမဲ့ဂုန်းယူတယ်ကယ်မီဆိုတော့ကိုကဘလို့ခံယူလဲဆိုတော့ကြိုးစားမှုကိုအတိမတ်ပြုခြင်းလို့အဲ့လိုပဲခံယူတယ်ခံရတဲ့ကအော်ကိုကြိုးစားတာကိုအဲ့အဲ့လိုပေါ့ဒီဘုတ်အဖွဲ့တွေနဲ့တကယ်ကိုနိုင်ငံတော်အဆင့်အတိမတ်ပြုခံရတဲ့အတွက်ဒါတို့တော့ဂုန်းယူပါတယ်ဟုတ်ကဲ့ပါဆရာကိုရန်ရပါတော့ဒီယဉ်ကျေးမှုတက္ကသိုလ်မှာဒီဂီတဌာနမှာစာသင်ကြားပေးရဲ့ဆရာတယောက်အနေနဲ့ပေါ့နော်အခုလက်ရှိလူငယ်တွေရဲ့ပေါ့နော်မြန်မာဂီတအပေါ်စိတ်ပါဝင်စားမှုရောဆရာဘယ်လိုမြင်ပါလဲရှင့် အဓိကကတော့ကျွန်တော်ပြောနေတဲ့ music education မှာသူတို့ကမသိလို့တံမိုးမထားတာသိလာလို့ဆိုရင်တံမိုးထားလာဒါထုံးတာမှာကျွန်တော်တို့ပုဂံဘုရားတွေသွားလဲတယ်ဆိုရင်တော့ပုဂံဘုရားတွေရဲ့နဲ့ပတ်သက်ပြီးတံမိုးထားစရာကိစ္စတွေများများသိလေသူတို့တံမိုးထားလေဖြစ်လာမှာပဲအဆောင်အုံတစ်ခုဆိုတာအရင်ချင်းမှုတစ်ခုဆိုတာဘလောက်ပဲဟောင်းသွားဟောင်းသွားဒါတံမိုးဆိုတာယော့သွားတာမဟုတ်ဘူးတံမိုးထားမှုအပေါ်မှာမူတည်ပြီးတံမိုးဆိုတာအရင်မြင်တာလေအဲမြန်မာဂီတာဆိုတာလည်းကျွန်တော်တို့ကယဉ်ကျေးမှုမြင့်မာတယ်လို့ပြောလို့ရတဲ့အထက်မှာပါတယ်ဒီတခြားနိုင်ငံတွေထက်ကို ပို့ပြီးတော့ကျွန်တော်တို့က rich ပေါ့နော်ချမ်းသာတယ်ပြင်ကျင်းမှုမှာလေဒါပေမဲ့ကျွန်တော်တို့မြောက်ရီမင်းကြီးဦးစားတော့ဒီဒီဝန်ကြီးပြည်သားရစားသူတို့တွေတကယ်အမွေနဲ့တွေကိုကျွန်တော်တို့ကချမ်းခဲ့ပြီးတာအများကြီးကိုရှိတယ်ဒီတော့ဒီအကြောင်းအရာတွေကိုလူငယ်တွေကိုများများသိအောင်ကျွန်တော်တို့ကလုပ်အောင်ပါ project ကြီးတွေကိုကျွန်တော်တို့တိစောက်အောင်မယ်တိစောက်ရပြီသူကသူမီဒီယာတွေနဲ့ပူးပေါင်းမယ်ပြီးအလှော်လိုက်ပေါ့လူကြီးတွေ ဟိုအသိပညာပေးဘွားတခုလူထုပေါ့နော်နောက်တစ်ခုကလူငယ်တွေကိုအသိပညာပေးဘွားတခုကလေးတွေကိုအသိပညာပေးဘွားတခုအဲ့လိုမျိုးတွေနဲ့ကျွန်တော်တို့က project တွေတိစောက်ပြီးတော့သူတို့များများသိလာလေသူတို့များများတံမိုထားလာလေဖြစ်မှာပါ ုတ်ကဲ့ပါဆရာနောက်ဆုံးအနေနဲ့ပေါ့နော်ရမင်းမေးချင်တာကတော့ဆရာကိုရိုင်ဟိုးငငယ်လေးကတမိုးထမြန်တို့ရဲ့ဂီတပညာပေါ့နော်လက်ရှိအချိန်မှာလည်းကိုကဖန်တီးခွင့်လည်းရတယ်ဆရာဖန်တီးမှုတွေလည်းဆက်လုပ်နေရပေါ့အဲ့တော့ရှေ့ဆက်ပြီးတော့ဂီတနဲ့ပတ်သက်ပြီးတော့ဒီမျိုးဆက်တစ်တွေကိုလည်းစိတ်ကဲမဲ့အပိုင်းကိုဆရာကိုရိုင်ဆက်ပြီးတော့ဖန်တီးမဲ့အပိုင်းပေါ့နော်ဆရာစိတ်ကူးထားတဲ့စိတ်ကူးအိမ်မက်လေးတွေကိုသိချင်ပါတယ်ဆရာကျွန်တော်ရဲ့လက်ထက်မှာကျွန်တော်ရဲ့ collection မှာခုနကပြောတဲ့ beauty of tradition ဆိုတဲ့ project ကြီးတွေကိုကျွန်တော်ကအချင်းအပုတ်ပေါင်းထောင်ချီပြီးတော့ကို ျွန်တော် audio quality အမြင့်နဲ့ကျွန်တော်ထင်းသိမ်းသွားဖို့ကျွန်တော် plan ချလာတယ်အဲ့ဒါတော့မဖြစ်မနေကျွန်တော်ဒီလူသားဖြစ်နေတဲ့ဘဝဒီမြန်မာပြည်မှာဟိုလူလာဖြစ်ရတဲ့အခြေအနေပေါ့ဘလို့အခြေအနေပဲဖြစ်ဖြစ်နိုင်ငံရေးအခြေအနေပဲဖြစ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်အဲ့ဒါကိုတော့ဒီလူသားတယောက်နေနဲ့ဂီတနဲ့ပဲမှာကျင်လည်ခဲ့တဲ့လူတယောက်နေကျွန်တော်လှုပ်သွားမှာထောင်ချီပြီးတော့ဒီတကယ်ထင်းသိမ်းတဲ့အရာတွေကိုကျွန်တော်ကြိုးစားပြီးတော့ကျွန်တော် collection ပေါ့လှုပ်ပြီးထင်းသိမ်းတော့ဖို့အဲ့ဒါတစ်ခုရှိတယ်နောက်တစ်ခုကကျတော့ကျွန်တော်ရဲ့ဒီ music creation ပေါ့ ခုနထိန်းသိမ်းနေဆိုတာကျွန်တော်တို့ရှိပြီးသားဟာတွေကိုအရေးသွေးကိုမြင့်မြင့်နဲ့ကျွန်တော်တို့ထိန်းသိမ်းမယ်ပြီးရင် data bank ထားမယ်ပေါ့နော်ဟုတ်ကဲ့ဟိုကျွန်တော်နိုင်ငံမှာ data bank ဆိုတဲ့ဟာကဟိုနည်းနေသေးတယ်လေရှိလို့ရှင်လဲရှိတုန်းကအတန်တွေပဲ quality မကောင်းတော့တဲ့အတန်တွေအဲ့ဒါတွေကို quality အမြင့်နဲ့အခုနိုင်ငံသားပညာရှင်တွေနဲ့ပူးပေါင်းမှုတော့အဲ့ဒါထိန်းသိမ်းတဲ့အပိုင်းတစ်ခုနောက်တစ်ခုကကြတော့ကျွန်တော်ရဲ့တက်တန်းတစ်ချောင်းမှာကျွန်တော်ရေးွားတဲ့ခုနသချင်းတွေကိုကျွန်တော် collection လုပ်သွားမယ်နောက်ပြီးတော့တကယ်လူသားကိုအကျိုးပြုနိုင်တဲ့ နော် express လုပ်နိုင်တယ်ပေါ်ပြနိုင်တယ်ဂီတတွေကိုကျွန်တော်ဆက်ပြီးတော့အများကြီးစင်တော့ဖန်တီးပါမယ်။နောက်ပြီးတော့ဂီတနဲ့ဆက်နွယ်နေတဲ့ nebel တွေဥမာရုပ်ရှင်လို nebel တွေရှိတယ်။နောက်ပြီးတော့ဂီတတွေမှာကို nebel တွေအကျယ်ကြီးတွေရှိတယ်။တခြားနုပညာတွေနဲ့ဆက်ဆက်ပေါင်းစပ်ပြီးတက်နိုင်သလောက်ဂီတသမားတယောက်နဲ့ကြိုးစားပြီးတော့ဟိုနေသွားမယ်လို့စဉ်းစားတယ်။ဟုတ်ကဲ့ပါဆရာအခုလိုမျိုးညမေးမေးသမျှပါပေါ့နော်ဆက်ရှိလက်ရှိနဲ့ဖြေကြားပေးရကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါရှင်ဒီတစ်ပတ်မြစ်တပ်ပါဆန်အစီအစဉ်မှာအကယ်ဒမီဒီယာမိုနဲ့တွေ့ဆုံပြီးတော့သူစိုက်ထူခဲ့တဲ့အမှုပညာမှတ်တိုင်းတွေသူဖြတ်တန်းခဲ့တဲ့အမှုပညာခရီးကျမ်းတွေနဲ့သူ့ရဲ့နောက်ထပ်ပြုလုပ်မဲ့စိတ်ကူးအိမ်မဲ့တွေအကြောင်းပရိသတ်ကြီးကိုတင်ဆက်ပေးခဲ့ရပါဖြစ်ပါတယ်။နောက်တစ်ပတ်မြစ်တပ်ပါဆန်အစီအစဉ်တွေမှာတော့ဘသူနဲ့တွေ့ဆုံပြီးတော့ဘလို့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်လဲဆိုတာဒီအစီအစဉ်လေးမှာအောက်မြော်ကြည့်ရှုကြဖို့ဖိတ်ခေါ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။